။အေးဖွားဖွားကြီးကိစ္စကိုဖုံးကွယ်ထားရဲဆိုတာငါစီအခွင့်အရေးယူလို့မရဘူးနော်။အေးမင်းတို့ငါကြည်ကြည်တော်မျက်စံနေရမွေးသားတအဖြစ်ပဲလက်ခံလို့ရ။ဖေဖေမှာတားဆိုလို့ငါတယောက်ကိုရှိတာကွာ စီးသူတော်ရယ်မြတ်ဒီတောင်တော့မှဘာလာလို့ဘာပြေးစားငင်ငါနဲ့ဖောပွားကြီးထီသွားဖို့လိုက်ခဲ့ဘာဟဲ့ဘာဖြစ်တာလဲလန့်တခြားနဲ့ဖောပွားကြီးထီသွားမယ်ဆိုတော့ねငါဘာလို့ကြောက်လန့်မလန့်ပါဘူးငါနောက်ရောက်မှဖောပွားကြီးသွားတွေ့မလို့မရဘူးဒီနေ့ပဲသွားမယ်လိုက်ခဲ့ငါမုန်းနောက်လည်းပြောပြီးသွားရယ်မုန်းနောက်ရေမုန်းနောက်မုန်းနောက်ဟုတ်ကဲ့ နင့်ကအပြင်သွားဖို့အိမ်ကြီးလဲခိုင်းတာအခုတည်းမလဲရသေးဘူးလားနောက်နေ့မှသွားပါလားဟိုမမေကညနေကျအပြင်သွားဖို့ဖုန်းဆက်ထားလို့ဟုတ်တယ်ယတိနောက်ရက်မှသွားလိုက်တော့သူလည်းမအောင်ငါလည်းမအောင်ဆိုတော့နင်တို့ကဘာဖြစ်နေကြလဲနင်တို့ဖွားစီကိုသွားမှလေဖဖွားရအခုတည်းတတိမရသေးလို့သူ့မြေးသုံးယောက်များစီစီလုံးလုံးနဲ့လိုင်းတခုခုများထူးကြမလားဆိုပြီးငါကနင်တို့လာခေါ်နေရအဲ့တော့နင်တို့ကမလိုက်ကြဘူး stupid grandson နေခဲ့တာနင်တို့ မုံနောက်မင်းကတိတရားမယ်နော်ဘာကိစ္စပဲဖြစ်ဖြစ်မင်းမတို့မဖွင့်ပြောလို့မရတော့နော်အေးပါစိတ်ကြပါမင်းလည်းစိတ်အေးတာစီးတော့ငါလည်းမင်းကိုတစ်ခုလောက်တောင်းဆိုလို့ရမှာပါလေငါလည်းဦးကိုဖေဖေလို့ခေါ်လို့ရလားဟဲ့ဟဲ့ ဖေကိုဖေဖေလို့ခေါ်ချင်ရအောင်ငါဖေကမင်းကိုတားပြဲတိမက်ပြူထားလို့မင်းကိုကြီးကြီးကမွေးစားထားတာလေအဲ့ဂျေဇုမှာမထောက်ဘာပဲဖြစ်ဖြစ်ဦးကငါ့ဖေရင်လေကွာဟဲ့ရမင်းအကူကြီးပေးထားဆိုတာခွင့်လာမယူနဲ့တော့မင်းကဘတော့ငါ့ဖေရဲ့တာမဖြစ်စေရအောင်မင်းစေအေးထားပါစီစူဆိုတာငါလည်းမင်းပြန်ပြီးတော့အကူကြီးတောင်းလာပါငါ့ဦးဖေလို့ခေါ်ချင်တဲ့ဆန္ဒလေးမင်းကူကြီးပြီးဖြေပေးပါဟဲ့ရ အေးဖွားဖွားကြီးကိစ္စကိုဖုံးကွယ်ထားရဆိုတာငါစီအခွင့်အရေးယူလို့မရဘူးနော်အေးမင်းတို့ငါကြည်ကြည်တော်မျက်စံနေရမွေးစားတာအဖြစ်ပဲလက်ခံလို့ရဖဖေးမှာတားဆိုလို့ငါတယောက်ကိုရှိတာဟာငါဖေးကိုသိချစ်တာဟာဖေးလူတဲ့ကွာငါရန်သူပဲမို့လားဥကငါဖေးရင်မှာငါငငယ်လေးတည်းကငါအဖေနဲ့ဝေးဝါးကြရကောင်းကွာအဲ့တော့မေကိုချင်းစတင်တယ်မင်းတော့အဖေမဟုတ်တဲ့လူဒီလောက်ချစ်တယ် ။ဘာဆိုရဘလောက်ချက်မလဲ။ဟေ့အောင်မုန်းတော့ဘာပြောလိုက်တာဟမ်ဘာပြောလိုက်တာလဲ။ဘွားစီကိုအနီမိုးတည်တာရအတွက်မင်းရဲ့ဘွားလေး။လာပြောတာငါအားလုံးကြားပြီးသွားပြီ။မင်းပြေအုပ်ထုံးအောင်စမဟုတ်။ဦးမင်းသေးတဲ့။ဟုတ်ပြီမုန်းတော့။အမဖေးဆိုလို့ဦးထုံးအောင်စီကြောက်ပဲရှိတာ။အမတခြားဘယ်ဘယ်မှမရှိဘူး။မကြားလား။မကြားလား။ဘာဖိုင်ကိစ္စဘာလို့မှမပြောဘူးဆိုတော့နေထောက်ကားရောက်မှဆိုလို့ ။ဘာလဲငါ့အဖေကိုဖေဖေလို့ခေါ်ကြင်တာဘောကွာ။မင်းတော်တော်အတ္တကြီးရကောင်ကွာ။ တယောက်မှလည်းမရှိကြပါလားအန်နီရာလူနာရှင်เนี่ยတတော်ကိုခေါ်ယူရတယ်တယောက်မှလည်းပေါ်မလာကြဘူးဒါနဲ့ရှင်ကဘာတော်တာလဲအော်ကျွန်တော်သူ့တာပါအော်ရရဆင်မကျွန်တော်စောင့်ပေးလိုက်ပါမယ်ဆင်မသွားနာပါမိုးတီးတာပြောတော့ပြန်သူအချိန်တိုင်းစောင့်ပေးနေမယ်ဆိုပြီးတော့ မမေနေကောင်းရလားမမေနေနေပြန်ပြန်ကောင်းအောင်လို့မမေတို့ကတော့ပန်းစည်းလေးယူလာတယ်လေမမေတောက်ကြည့်ပါမမေနေစေစင်တို့မျိုးပုံစံနေပြောင်းလဲလာပြီလေ မမေရသားကိုတတရရနဲ့နေစေချင်တာမလားအခုနေနေပြီလေမမေရဲ့မမေညစီဖွင့်ကြည့်ပါဦး မေအမအားမငယ်နေတော့မေမေဟိုတာနေရရအောင်ကုပြီးတော့နေတိုင်းလည်းလာကြည့်မေမေဖြစ်စီနေတယ်ထောင်းစီဖြစ်နေပြီလေ ဝင်ပေါ်ပါလေဘသူနဲ့တွေ့ချင်ခေဝင်နဲ့တွေ့ဖို့ဒီမတွေ့ချင်တွေ့လို့မရဘူးလေဗျာဖော့ဆာနင်တို့ဟုတ်တာဒေါ်ဆန်ထားရတာထုံးအောင်စီဆိုတာငါပဲခေဝင်ပေါ်ပါလေဟုတ်ကဲ့တောင်းမှန်ပါလေကြွပါဦးရဇောအတွက်အဆိုင်နေအားလုံးနဲ့ချထားပေးပါပြီဆိုတော့အားလုံးအဆင်ပြေသွားပါပြီကျွန်တော်ဒီနေ့မီတင်လေးရတယ်အားလုံးအဆင်ပြေပြေနဲ့ပြီးသွားရတဲ့အတွက်ဝမ်းသာပါတယ် ကျွန်တော်အားလုံးယုံကြည်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ကေဝဒီအမေတယောက်လုံးစေးုံပေါ်ရောက်နေတယ်။နင်ကဒီမှာအလုပ်လုပ်လို့ကောင်းနေတယ်ပေါ့ဟုတ်လား။အကိုကြီးကဒီဘာလာလောက်တာ။ဒါငါ့မေကုမ္ပဏီလေ။ငါ့မှာငါပဲအချိန်လာလာပေါ့။ငါ့မှာလာပိုင်ခွင့်အပြည့်ရှိ။ကိုကိုကြီး ီယိုမူမူယူနဲ့ဘာတွေလာပြောပြန်တာလဲပြောနေပါစကငါ့ကိုနေနေချာချာပြောဆိုဆက်ဆံတာတွေရက်လိုက်ကြတော့ကေဝဒီကိုကိုကြီးဒါလုပ်ငန်းဝင်နော်လုပ်ငန်းဝင်နဲ့မှာစောင့်ထိုင်ရမယ့်စီကန်းနဲ့ကျင့်ဝတ်တွေရှိရဆိုကိုကိုကြီးနားမလည်ဘူးလားအဲ့စီကန်းကြီးကျင့်ဝတ်တွေတော့နင်နားလည်သေးတာပဲနေ့ကိုဒီဘွားရောက်မွေးထုတ်ပေးခဲ့တဲ့အမေတယောက်လုံးဆေးကိုရောက်နေရလေနက်စ်နဲ့လွတ်ထားတာဘာထားလဲဘာထားလဲလို့မေးကြမလို့ဘူးလေဝဒီတို့တွေအားနေကိုကိုကြီးမြင်လို့လားကိုကိုကြီးကအလုံးမရှိအကင်မရှိမူးပြီးတရင်တော့မှမမေရွတ်သွားကြည့်ပြီးတော့ခုမှလာပြီးအတန်ကောင်းဖိတ်မနေနဲ့ ဝတီတို့ကမေမေရောအကောင်းသားဆရာဝန်နဲ့နတ်တင်နဲ့တေချာထားထားပေးတာအမေတယောက်လုံးကသတိမရပဲမေ့နေရတယ်မိသားစုဝင်တွေတယောက်မှမရှိဘဲနဲ့ဆေးရုံမှာနတ်နဲ့ထားထားတာတရားလား